ရွှေသိန်းကကုမ္ပဏီဟာနိုင်ငံထိပ်တန်းစားသုံးစီတွေထုတ်လုပ်နေတဲ့ကုမ္ပဏီဖြစ်ပြီးအချိန်ဟုန်နဲ့အောင်မြင်နေတာလည်းဖြစ်ပါလိမ့်။အဲ့ဒီကုမ္ပဏီကြီးကို ပိုင်ဆိုင်သူကတော့ရှက်တီလို့အမည်ရပြီးတော့မီဒီယာတွေနဲ့လုပ်ငန်းအကြောင်းအင်တာဗျူးနေချိန်မှာသတင်းတော့မိမလာလေးတဦးကအိန္ဒိယတနိုင်ငံလုံးရွှေသိန်းငှက်စားသုံးစီကိုပဲတရားရဂိုင်းလုံးဝယ်ယူအသုံးပြုကြတယ်လို့ကြေညာထားတာဟာမူသားတွေဖြစ်ကြောင်းနဲ့ရွှေသိန်းငှက်စားသုံးစီကိုတစ်ဇက်ကလေးတောင်မှ ဝယ်ယူအသုံးပြုခြင်းမရှိတဲ့ပြည်နယ်တစ်ခုရှိနေခဲ့တယ်လို့ဝင်ပြောခဲ့ပါတယ်ဒီကမှာရှက်တီဟာဒါသူတို့ဘက်ကအမှားယွင်းဖြစ်ကြောင်းနဲ့မကြခင်မှာအဲ့ဒီအမှားကို ပြင်ဆင်ပေးမယ်လို့ပြန်ပြောလိုက်တာပါသူဟာချက်ချင်းပဲအစည်းအဝေးတစ်ခု ခေါ်ယူပြီးဘာကြောင့်သူ့ကုမ္ပဏီထွက်စားသုံးစီကိုရောင်းလို့မရတဲ့ပြည်နယ်တစ်ခု ရှိနေရတာလဲဆိုတာကိုစစ်ဆေးခဲ့ပြီးတော့သူတို့အချက်လက်တွေကိုရှာဖွေကြည့်ရမှာတော့အဲ့ဒီဒေတာဟာရှေယိုနီလန်အတိုင်း ကိုတိုင်စီကြိတ်ထုတ်ယူက ရောင်းဝယ်သုံးစွဲနေကြကြောင်းသိရှိလိုက်ရပါတယ်။ဒါပြင်နာယာကာလို့အမည်ရတဲ့သူတဦးကအဲ့ဒီဒေတာကိုစောင့်ရှောက်ပေးနေက ဒေတာရင်းကလူတွေအားလုံးရဲ့ရိုသေလေးစားမှုကိုလည်းရရှိထားတဲ့သူပါ။ဒါပြင်နှစ်20အတွင်းမှာဘယ်ကုမ္ပဏီကမှအဲ့ဒီဒေတာကိုဈေးကွက်တိုးချဲ့လို့မရခဲ့ပါဘူး။ရှက်တီသာအဲ့ဒီဒေတာတွေဈေးကွက်တိုးချဲ့ခြင်းရင်နာယာကာကိုအရင်ရှင်းရမှာဖြစ်ပြီးတော့ နောက်ထပ်ခရစ်နာလို့အမည်ရတဲ့သူ့ရွာကို လုံးဝအထိမခံတဲ့သူတအူးလဲရှိနေပါသေးတယ်။ဒေသရင်းဘူကြခြင်းသူတွေကိုသူတယောက်တည်းနဲ့အားလုံးကိုဖြိုပစ်တတ်တဲ့သူဖြစ်ကနေစဉ်ထမ်းပိုးတဲ့လုပ်ငန်းနဲ့အသားကျနေသူ ဖြစ်တာကြောင့်ခွန်အားပလကလည်းအလွန်တန်မာတဲ့သူဖြစ်ပါလိမ့်။ငယ်စဉ်ကတည်းကမဟုတ်မခံတဲ့ဗီဇနဲ့ကြီးပြင်းလာက သူကိုလည်းပတ်ဝန်းကျင်က အရန်ကိုချစ်ခင်အားကိုးကြတာပဲဖြစ်ပါလိမ့်။ တဖက်မှာတော့စူရီကိုမြင်ကြရမှာဖြစ်ပြီးသူကတော့ဒေတာရင်းမှာနေသားတကြဖြစ်နေတဲ့စနစ်တွေကိုကမောက်ကမဖြစ်အောင်ဖန်တီးနေတဲ့လူမိုက်တယောက်ပါဒေတာထွက်ကုန်တွေကိုလေလံတင်ပွဲတွေမှာဈေးကိုမတန်တဆမြင်မအောင်စွဲတင်လေးရှိတာကြောင့်နာယကာကိုတိုင်ရောက်လာကဈေးနှုန်းကို ထိမ့်ညှိပေးရပါလိမ့်ဈေးတွေအရင်ကြီးမြင့်နေရင်တို့ဒေတာကန်တွေဟာတခြားနယ်ကပစ္စည်းတွေကိုဝယ်သုံးကြမှာကိုမလို့လာတာကြောင့်ပါ နာယာကာမှာတမိကျော်လေးတယောက်ရှိပြီးတော့သူမရဲ့နာမည်ကတော့ကာဗီရီလို့ခေါ်ပါလိမ့်မကြခင်မှာသူမမချစ်မနှစ်တက်တဲ့သူနဲ့လက်ထပ်ရမှာဖြစ်ပေမဲ့သူမကတော့ပျော်ရွှင်စွာကခုန်နေခဲ့တာပါအချောင်းကတော့သူတို့သားလောင်းဟာ သူမရဲ့အိမ်ကို လုံးဝရောက်လာနိုင်မှာမဟုတ်တာကို ကောင်းကောင်းသိနေလို့ပါပဲသူမကငယ်စဉ်ကတည်းကချစ်နေခဲ့သူတဦးရှိပြီးအဲ့ဒီကောင်လေးဟာမိဘတွေရဲ့ရှိတ်မှာသူမနဲ့လက်ထပ်မယ်ဆိုပြီးတော့ငယ်စဉ်ကတည်းကကြေညာထားခဲ့တာပါ အဲ့ဒီသူကတော့ခရစ်စနာပဲဖြစ်ပြီးငယ်စဉ်ကတည်းကကာဗီရီဘက်ကအမြဲတမ်းယက်တီကာကွယ်ပေးကြတာဖြစ်ပြီးတော့သူမကို လုံးဝအထီးမခံတဲ့သူပါကာဗီရီကိုအမတ်လျှော့တဲ့ဆရာကိုလည်းပားရိုက်ခဲ့ပြီးတော့လမ်းလာမေးတဲ့စာပို့သမားနဲ့သူမရဲ့လက်ကိုကင်တဲ့လက်ကောက်သေးတွေကိုလည်းပားရိုက်ခဲ့မှုတာဖြစ်ပါလိမ့်ဒါကြောင့် သူမကိုယ်တိုင်လည်းငယ်စဉ်ကတည်းကခရစ်စနာကိုအားလဲကိုးသလိုချစ်မိနေတာလည်းဖြစ်ပါလိမ့် တဖက်မှာခရစ်နာကတော့ကလေးတိုက်တိုက်နဲ့အတူသူတို့သားလောင်းကိုလမ်းခုလက်ကဖျက်ဆောက်နေပြီအဲဒီလူတွေရောက်လာတဲ့ခါမှာတော့ကလေးဖွဲ့ရဲ့ဝိုင်းတိုက်ခိုက်ခြင်းကိုအလူလဲခံကြရပြီး ပြန်လှည့်ပြေးကြပါတော့တယ်နာယကကိုတိုင်လဲသူတို့သားဒီချိန်ထိရောက်မလာပုံထောက်ရင်ခရစ်နာရဲ့လက်ချက်နဲ့ပြန်လှည့်ပြေးသွားခဲ့တာပဲဖြစ်ရမယ်ဆိုတာကိုရိပ်မိနေတာဖြစ်ပြီးတော့ကာဗီရီယာချက်ချင်းပဲခရစ်နာရဲ့အတော်စီကိုတွားကသူမရဲ့မင်္ဂလာပွဲကိုခရစ်နာကဝင်ဖြတ်ပြန်ပြီးဆိုပြီးတော့ပြက်တနာလုပ်ပါတော့တယ် ခရစ်နာကြောင့်သူမဟာတတိကရောဖြစ်ရမယ်ခွင့်ရေးကို ဆုံးရှုံးလိုက်ပြီဆိုပြီးတော့ပြောခဲ့တာပါအမှန်တော့သူမဟာခရစ်နာကိုသူမတို့နှစ်ဦးပုံပုံနီးစပ်ရေးအတွက်တခုခုလှုပ်စေခြင်းနေတာဖြစ်ပါလေခရစ်နာဟာဒီလိုခလေးတအုပ်နဲ့သူတို့သားကို ပြဒနာရှာတာဟာတရေဘောကြောင်ရကြပြီးတော့တကယ်တတိရှိရင် အဖေစီမှာလာ တောင်းပါလားဆိုပြီးတော့ပြောလိုက်ကအတော်ဖြစ်သူလဲသူမရဲ့စကားကို နေပြီးတော့ခရစ်နာကိုမိမတောင်းဖို့ဖိအားပေးပါတော့လေအဲဒီခါမှာခရစ်နာလဲတုံဆိုင်မနေတော့ပဲ နာယာကာစီကိုချက်ချင်းသွားခဲ့ပေမဲ့နာယာကာသူ့ကိုပြန်လှည့်ကြည့်လိုက်တဲ့ခါမှာတော့ခြေလှမ်းတွေရပ်တန့်သွားပြီးနောက်ပြန်လှည့်ပါတော့လေဒါပေမဲ့ခဏနေတော့နာယာကာကိုပြေးဆွဲလိုက်ပြီး အမှန်တော့လူโซတူးကပစိန်နဲ့ပြစ်ပေါက်လှုပ်ကြံတာကြောင့်ဆွဲထားလိုက်တာဖြစ်ပါလေသူရဲ့တိမ်ငှက်တကောင်လိုစူးချတဲ့အကြည့်တွေနဲ့မျက်စိကစားလိုက်ရမှာလူโซကိုချက်ချင်းပဲရှာတွေ့သွားပြီးသူလည်းချက်ချင်းပဲဈေးထဲကလူတွေကိုထွက်ပေါက်ကိုပိတ်ထားဖို့လှမ်းပြောလိုက်ပါလေ ဲဒီနောက်တော့လူစွမ်းကောင်းကြီးတယောက်လိုလူမိုက်အဖွဲ့တွေနဲ့တကူတော်ဝင် fight ခဲ့ပြီးခဏကြာမှတော့လူစိုးတွေဟာ ခြေဦးတဲ့ရထွက်ပြေးကြပါတော့တယ်။ဒါပေမဲ့ Krishna ရဲ့လက်ကနေဘလို့မှမလွတ်ပဲရှိနိုင်ခဲ့ပြီးတော့အဲဒီလူစိုးတွေဟာ Suri ရဲ့တပည့်တွေဖြစ်နေတာကို သူသိလိုက်ရပါတယ်။လေလံတင်ပွဲမှာနာကာကိုမကျေနပ်လို့အခုလိုတပည့်တွေလွတ်ပြီးတော့လှုပ်ကြံတာပဲဖြစ်ပါတယ်။သူကအဲ့ဒီလူတွေကိုထိုက်ထိုက်တန်တန်ဆုံးမခြင်းမိမဲ့ ။နာယာကာကတော့ဒေတာရင်းကလူတွေအားလုံးကိုမိသားစုတွေလိုပဲဖြစ်စေချင်တယ်လို့ဆိုကအားလုံးကိုပြန်လှုပ်ပေးလိုက်တာပါ။ဒီခါမှာနာယာကာဟာသူ့ဒေတာငြိမ်းချမ်းမှုအတွက်အသက်အန္တရာယ်ကိုပါမမှုတတ်တဲ့သူဆိုတာကိုလည်းသူသိလိုက်ရပါလိမ့်။နောက်ရမှာတော့ရွှေသိန်းငှက်ကုမ္ပဏီရဲ့ကိုယ်စားလှယ်ဖြစ်သူက နာယာကာနဲ့လာရောက်တွေ့ဆုံခဲ့ပြီးမုံမိုင်းမျိုးကစီးပွားရေးလုပ်ငန်းရှင်ကြီးရှက်တီနဲ့လုပ်ငန်းဆွေးနွေးဖို့အတွက်လာရောက်ကမ်းလှမ်းပါတော့တယ်။ဒါပေမဲ့တွေ့ကျင်သူက သူ့စီမလာပဲ သူ့ဘက်ကသွားတွေ့ရမယ်လို့ဆိုတာကြောင့်နာယာကာရဲ့တိတ်ခါကိုစော်ကားတယ်လို့ခံစားလိုက်ရပါလိမ့်။ဒါပြင်ကိုစလေက နာယာကာကို လေးစားသတ်မှုမရှိဘဲလက်အောက်ငယ်သားလိုဆက်ဆံနေတာပါ။ဒါပေမဲ့နာယာကာက စိတ်ကိုအေးအေးထားကလူကြီးလူကောင်းဆန်းစွာပဲပြန်ဆက်ဆံခဲ့ပါလိမ့်။တပတ်မှရှတိဟာပူလာလို့အမိရတဲ့လုပ်ငန်းရှယ်ယာဝင်တယောက်ကိုခေါ်ယူတွေ့ဆုံခဲ့ပြီးပူလာဟာသူ့ရဲ့လုပ်ငန်းမှာရှယ်ယာများစွာပါဝင်တယ်လို့လွတ်တော်အမတ်တအူးလည်းဖြစ်ပါလိမ့်။ ူခေါ်တွေ့ရတဲ့အကြောင်းကပူလာဟာရှက်တီရဲ့နေရာကိုလူယူဖို့နောက်ွယ်မှာတေးတဆိတ်ကြံစီနေတာကိုဖမ်းမိခဲ့တာကြောင့်ပဲဖြစ်ပြီးဒါရီအားလုံးကို ပူလာရဲ့တပည့်တူးကိုစစ်မဲပြီးတော့တိခဲ့ရတာပါရှက်တီဟာအဲ့ဒီတပည့်ဖြစ်သူကိုပူလာရဲ့အရှိမပဲပစ်တပ်ပြလိုက်ပြီးနောက်ထပ်သစ္စာဖောက်ဖို့ထပ်မကြံစီမိစင်နေဆိုပြီးပြောခဲ့ပါတော့ဒီတပတ်မှာတော့ဂန်ဂါလိုအမိရတဲ့သတင်းတော့မှလှလှလေးကိုမြင်ရမှာဖြစ်ပြီးတော့သူမဟာရှေးယုံဒီတိုင်းစားသုံးစီထုတ်လုပ်မှုတွေကိုစိတ်ဝင်စားတာကြောင့် လာရောက်ပြီးလေ့လာနေတာဖြစ်ပါတယ်။သူမရဲ့အလှနဲ့ sexy ကြကြဝစ်စားစီရင်မှုကိုမြင်ရတဲ့ယောက်ျားသားတွေဟာအသက်ရှူမှားမတတ်ဖြစ်နေကြတာပါ။သူမကခရစ်စနာကိုတွေ့ပြီးတော့ဝင်ရောက်မိတ်ဆက်လိုက်ပုံကတော့မြင်ကြရတဲ့အတိုင်းပါပဲ။အနာမှာရှိနေတဲ့ Cavalry လဲဒါကို အတော်လေးဥတုံနေမိတာပါ။ခရစ်စနာရဲ့အတော်ရောက်လာတဲ့အခါမှာဂန်ဂါကိုတွေ့မှလိုက်တဲဖို့ကမ်းလှမ်းခဲ့ပြန်ပြီ။ဒီအခါမှာ Cavalry ရဲ့တဝင်းတုံမှုတွေက ထိတ်ဆုံးကိုရောက်သွားကာကလေးငယ်တူကိုအနီးကပ်စောင့်ကြည့်စေပြီးအချိန်ပြည့်အစီရင်ခံစေခဲ့တဲ့အထိပါပဲခရစ်စတာနဲ့ဂန်ဂါတို့ရင်းနှီးစွာပြောဆိုနေကြတာကိုမြင်ရချိန်မှာတော့ဒေါသတကြီးထအောင်ပြီးတပတ်ခန်းမှာရိုနေကြတဲ့အတွဲပါလန့်သွားရပါတယ်ဒိမင်ကြခင်မှာရှက်တီကိုတိုင်းသူတို့ရွာကိုရောက်လာခဲ့ပြီးတော့နာယာကာနဲ့ရွာကန်လူတွေကသူ့ကိုကောင်းမွန်စွာနဲ့ကြိုဆိုခဲ့ကြပါတယ်ရှက်တီရောက်လာတဲ့အကြောင်းကသူတို့ဒေသအတွက် စားသုံးစီတွေကို ရွှေသိန်းငှက်ကုမ္ပဏီကဈေးကောင်းကောင်းနဲ့အိမ်နိုင်ရာရောက်လာရောက်ဝယ်ယူဖို့ကမ်းလှမ်းတာပဲဖြစ်ပြီးဒေသခံတွေအားလုံးကလည်းဝမ်းသာအားရနေပဲကမ်းလှမ်းချက်ကိုတန်တရာကင်းမဲ့စွာလက်ခံလိုက်ကြပါလိမ့်ဒါပေမဲ့ခရစ်စတာကတော့လက်မခံခဲ့ပဲတကယ်တော့ရှက်တီဟာစီရီအားလုံးကိုပွဲစားတူးလိုမျိုးဝယ်ယူပြီးသူ့ကုမ္ပဏီတစိမ့်တက်ကတဆင့်ထပ်မံရောင်းချဖို့အတွက်ကြံစီနေတာပဲဖြစ်ကြောင်းနဲ့ဒီလိုဆိုရင်ကိုပိုင်ထုတ်လုပ်တဲ့ဒေသခံတွေဟာရှက်တီအတွက်စီကျိတ်ပေးရသူတွေဖြစ်ကုန်လိမ့်မယ် ကိုကုံပစ္စည်းကိုသူကလဝက်ကြီးအုပ်ပြီးစိတ်ကြိုက်ဈေးနှုန်းသတ်မှတ်တာကိုခံကြမှာဖြစ်ကြောင်းဝင်ရှင်းပြခဲ့ရပါတယ်ခရစ်စတာရဲ့စကားကြောင့်ဒေသခံလူတွေအားလုံးလည်းဖြစ်လာမဲ့အကျိုးဆက်ကို နားလည်သွားပြီးတော့ရှက်တီရဲ့ကမ်းလှမ်းချက်ကိုငြင်းပယ်လိုက်ကြပါတော့တယ်နိုင်ငံကျော်ကုမ္ပဏီပိုင်ရှင်ကြီးဟာအားလုံးရဲ့အရှိမခရစ်စနာရဲ့အရှိုက်ကို ထိုးတာကိုခံလိုက်ရတာပဲဖြစ်ပြီးအဆက်တကွဲနဲ့ပြန်သွားခဲ့ရပါလိမ့်။ဒါပြင်သတင်းတောက်လည်းရှိနေခဲ့တာကြောင့ အဲ့ဒီသတင်းဟာတနိုင်ငံလုံးကိုပြန့်နှံ့သွားခဲ့တာပါအဲ့ဒီနောက်ရှက်တီဟာအဲ့ဒီရွာနဲ့ပတ်သက်တဲ့အားနည်းချက်တွေကို ရှာဖွေလေ့လာပြီး ပြန်လည်ထိုးနှက်ဖို့ပြင်ဆင်ပါတော့တယ်ဒီအတွက်အချင်းပြတ်နိုင်ငံရေးသမားတုံးနဲ့ပူးပေါင်းခဲ့ပြီးသူတို့ရှာတွေ့လိုက်တဲ့အားနည်းချက်တခုကတော့လျှက်စစ်ဓာအားပေးစက်ယုံတိစောက်မှုစီမံကိန်းပဲဖြစ်ပါတယ်အဲ့ဒီစီမံကိန်းကိုတချိန်ကဒေသခံတွေဝိုင်းဝန်းစန့်ကျင်ခဲ့ရကဆန္ဒပြပွဲတွေအကြီးအကျယ်ဖြစ်ခဲ့ကြပူပါတယ် ရတရားအကြံစီတစ်ခုရလိုက်ပြီးတော့အဲ့ဒီဒေသမှာလျှက်စစ်ဓာတ်အားပေးစက်ယုံစီမံကိန်းပြန်လည်စတင်မယ်ကြောင်းနာယာကာစီကိုတရင်ပို့စီလိုက်ပါတယ်။တချိန်တည်းမှာပဲကာဗီရီကလည်းသူတို့ရဲ့ဈေးကွက်ကိုစစ်တမ်းကောက်ဖို့အတွက်တာဝန်ရှိသူတွေရောက်လာခဲ့ကြောင်းဖုန်းဆက်ပြောခဲ့ပြီးနာယာကလည်းအဲ့ဒီနေရာကိုချက်ချင်းလိုက်သွားခဲ့ပါတယ်။ပြီးတော့ဒေသခံတွေအားလုံးကိုအတာတကြီးနဲ့တာဝန်ရှိသူတွေနဲ့ပူးပေါင်းပေးဖို့မြစ်တာရက်ခံခဲ့ပြီးအားလုံးကလည်းကြည်ပြူစွာနဲ့ပူးပေါင်းပေးခဲ့ကြပါတယ်။ ဒါပေမဲ့စူရီကတော့ရတီစီကအခါချင်းငွေယူထားပြီးအားလုံးကိုစူပူအောင်လုပ်ဖို့တာဝန်ယူထားတာပါစူရီကနာကာယာဟာလျှက်စစ်ဒါပေဆက်ယုံတီဆောင်းမဲ့စီမံကိန်းအတွက်လက်ထိုးခံထားရတာကြောင့်တာဝန်ရှိသူတွေဘက်ကကာကွယ်နေတာဆိုပြီးတော့လုံချံပြောဆိုကရဲတွေကိုစတင်တိုက်ခိုက်ခဲ့ပြီးအဲဒီနောက်မှာတော့ဘယ်ကလေးကဗီဇပြကျင်နေတယ်မသိတဲ့ရဲတွေဟာအပြစ်မဲ့ပြည်သူတွေကိုခလေးမကြမ်းအမျိုးသမီးမကြမ်းရက်ဆက်စွာရိုက်နှက်ပြီး ဈေးတစ်ခုလုံးကိုလည်းရစရာမရှိအောင်ဖျက်ဆီးပါတော့တယ်။ညာချိန်မှာလဲစူရီနဲ့အတူနာယာကာကိုအထင်လွဲသွားကြတဲ့ရွာသားတွေကစူပေါင်းရောက်ရှိလာခဲ့ပြီးသူတို့ဟာရွှေသိန်းကကုမ္ပဏီကိုစီရီရောင်းပေးဖို့ဆုံးဖြတ်လိုက်ပြီးဖြစ်ကြောင်းလာပြောပါတော့တယ်။ရှက်တီကလျှက်စစ်ဒါဘေးစက်ယုံစီမံကိန်းကိုဥဆောင်စန့်ကျင်ပေးမယ်ဆိုပြီးတော့တရင်လွှင့်ထားတာကြောင့်လဲသူတို့စီရီကို ရောင်းပေးဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ခရစ်နာကကြားဝင်လာပြီးတော့ဒရီဘေးစကားထပ်ပြောပြီးမြဲ ခုချိန်မှာတော့နာယာကာကူရော ခရစ်စနာကိုပါလူတွေအားလုံးကမယုံကြည်ကြတော့ပါဘူး။ဒါပြင်ကိုပိုင်းတစိမ့်နဲ့ပဲရောင်းကျင်နေတဲ့ခရစ်စနာကိုလည်းလူများစုရဲ့စန္ဒာအတိုင်းဈေးတွေကထုတ်ပစ်လိုက်ကြပါတော့လေ။အဲဒီနောက်မှာတော့ရှက်တီယာဂရီအတိုင်းကြီးမြင့်တဲ့ဈေးနဲ့အိန္ဒယာရောက်စီတွေကိုဝယ်ယူပေးခဲ့ပြီးအတုံးချခံရမှန်းမသိတဲ့အယိုးကန်လူလူဟာလည်းရှက်တီကိုပဲသူတော်ကောင်းကြီးလိုမျိုးကြီးညိုမိကြပြန်ပါလေ။ခရစ်စနာကတော့သူ့ရဲ့စီတွေကိုအိမ်ပြန်တည်ယူလာခဲ့ရပြီး ဆိုင်ကိုလည်းပိတ်သိမ်းလိုက်ရပါပြီ။ဒါပေမဲ့ရှက်တီကဒလောင်းနဲ့မကျေနပ်နိုင်သေးပဲခရစ်စနာကိုလူလွတ်ကမေဈေးနဲ့လှုပ်ကြံခိုင်းခဲ့ပြီးကိုခန်းကောင်းတဲ့ခရစ်စနာဟာမေလဲမကြသွားခဲ့ပေမဲ့မူးဝေတဲ့ဝေဒနာကိုတော့ခံစားနေခဲ့ရပါလိမ့်။အရင်နောက်သူ့ကိုကူညီတဲ့ဟန်နဲ့တောက်ရည်တန်းကို တိုက်ခဲ့ပြီးအမှန်တော့အဲ့ဒီရည်ထဲမှာလဲအိတ်ဆေးတွေခတ်ထားတာပဲဖြစ်ပါလိမ့်။အရင်နောက်မှာခရစ်နာလည်းအိပ်ပျော်သွားခဲ့ပြီးတော့ဂျေစာလူသားသမားတွေဟာသူ့ကိုတောထဲကိုခေါ်သွားတာ ဇွဲကြိုးချတည်သွားဟန်နဲ့ချိတ်ဆွဲထားလိုက်ကြပါတော့လေအဲ့ဒီချိန်မှာနွားတကောင်ကအော်နေတာကြောင့်ဂျေစာတူကတစ်ပိုင်းနဲ့ကောက်ပြစ်လိုက်ပေမဲ့အဲ့ဒီတစ်ပိုင်းကခေါင်းလောင်းတွေကိုထီသွားခဲ့ပြီးစူညာန်တန်တွေထွက်လာတာကြောင့်ခရစ်စနာလည်းပြန်နိုးလာခဲ့ပြီးတော့တစ်ကိုင်းမော်တွေ့တက်သွားပါလေဒါပေမဲ့ခြေချောကရေကန်လေးကိုပြုတ်ကျလာခဲ့ပြီးအဲ့ဒီတော့မှသူလည်းလန်းဆန်းသွားကဂျေစာတွေကိုပြန်လဲတိုက်ခိုက်နိုင်ပါတော့တယ်ဈေးရှိန်နဲ့အင်ပြေးအားပြေးမရှိသေးပေမဲ့ လက်ကျန်ခွန်အားနဲ့ကြေးစားတွေကိုကောင်းကောင်းကြီးပြန်တွေ့လိုက်နိုင်တာပါအားလုံးကိုရှင်းပြပြီးချိန်မှာတော့ရက်တီဖုန်းဆက်လာတာကိုတွေ့လိုက်ရပြီသူလဲဖုန်းကောက်ကင်ကသူ့ရဲ့ကိုပိုင်တစ်စိမ့်နဲ့ရက်တီရဲ့စီဈေးကွက်ကိုအကုန်သိမ့်ပြမယ်ဆိုပြီးတော့စစ်ကြေညာလိုက်ပါတော့လေအဲဒီနောက်မှာတော့အိတ်တလုံးကိုလွဲကမုံပိုင်းမျိုးကြီးစီထွက်လာခဲ့ပြီဂန်ကာကသူ့ကိုလိုအပ်တာတွေကူညီပေးခဲ့ပါတယ်ခရစ်နာကိုသူမရဲ့အိမ်မှာပဲတဲခိုစေခဲ့ပြီးတော့ဂန်ကာရဲ့အိမ်သားတွေဟာလည်း အစားစာရောင်းချတဲ့လုပ်ငန်းကိုလုတ်ကင်နေတာပါ။ဂန်ဂါရဲ့ဖားခင်ကလုပ်ငန်းအလုံးကိုဦးစီးတဲ့သူဖြစ်ပြီးခရစ်စနာကိုလည်းကြည်ဖြူစွာနဲ့ပဲလက်ခံထားခဲ့ပါလေ။ခရစ်စနာကသူမတို့ရဲ့လုပ်ငန်းကိုကုညီလုတ်ကင်ပေးနေဈေးကွက်အခြေအနေကိုလေ့လာနေခဲ့ပြီးဈေးထဲမှာတော့အန်ရဲကြီးတဲ့ဥပဒေချိုးဖောက်မှုတွေများစွာတွေ့ခဲ့ရတာပါ။ရုတ်တရက်မျက်နှာစိမ့်တူရောက်လာပြီးသူ့ကိုအချိန်နဲ့နေရာပြောကလာတွေ့ဖို့ချင်းဆိုသွားတာကိုကြုံရပြီးတော့ ချိန်ဆိုတဲ့အတိုင်းသွားခဲ့ရမှာတော့ပူလာကိုတွေ့လိုက်ရပါလိမ့်။ပူလာကရွှေသိမ်းခန့်ကုမ္ပဏီရဲ့ကောက်ကျစ်တဲ့လုပ်ရတစ်ခုကိုပြောပြခဲ့တာဖြစ်ပြီးတော့အမန်တော်ရှက်တီယာသူ့ရဲ့စားသုံးစီထဲမှာအញ្ញံစားစီဗျူတွေကိုရောကရောင်းစားနေတာပဲဖြစ်ပါလိမ့်။အဲ့ဒီစီဗျူဟာအယောင်စေးမရှိအရသာမရှိတာကြောင့်ဘယ်စီနဲ့မဆိုရောလို့ရတာဖြစ်ပြီးတော့ကျမ်းမာရေးကိုတော့စိုးရွားစွာထိခိုက်စေနိုင်တာပဲဖြစ်ပါလိမ့်။ဒါပြင်ရှက်တီဟာ အဲ့ဒီစီဗျူတွေကိုလည်းမောင်းခိုတင်သွင်းပြီးတော့တုံးနေတာဖြစ်ပါတယ်။ဘူလာအဲ့ဒီကိစ္စတွေကိုဖွင့်ပြရခြင်းကသူ့ရဲ့တပည့်ကိုတတ်ခဲ့တဲ့ရှက်တီကိုလက်စားခြေကျင်နေတာကြောင့်ပဲဖြစ်ပါတယ်။နောက်ရမှာတော့ဂန်ဂါရဲ့ဖခင်ဖြစ်သူဟာမနတ်စောကြီးနိုးထပြီးအားလုံးကိုလက်ဖက်ရည်ဖြောတိုက်ကာအဲ့ဒီနောက်မှာတော့ခရစ်နာစီကစားသုံးစီနည်းနည်းတောင်းဝယ်ပါတယ်။ဒါပေမဲ့ခရစ်နာကသူ့ရဲ့စီကခွဲရောက်လို့မရဘူးလို့ဆိုကစီတပုံးလက်ဆောင်ပေးလိုက်ပါတယ်။ အဲ့ဒီခါမှာဖိုးကြီးကသူ့စီရဲရောင်းနိုင်မှုကူညီတဲ့အနေနဲ့ဈေးထဲကလူတအူးနဲ့မိတ်ဆက်ပေးခဲ့ပြီးခရစ်စနာက သူ့စီဘုံတွေကိုဈေးထဲယူသွားရမှာတော့လူမိုက်တွေကသူ့ကိုပိတ်ရက်ထားတာကိုတွေ့လိုက်ရပါတယ်ပြီးတော့ဒီနေရာမှာစီရောင်းခြင်းရင်စားသုံးစီအဖွဲစားတော့ကုံစစ်စေးရဲ့အဖွဲစားသဖြင့်နာမည်သာရှိပြီးတော့အလုတ်တကယ်မလုတ်တဲ့အဖွဲတွေရဲ့နာမည်ကိုရွတ်ပြကာအဲ့ဒီအဖွဲစည်းတွေရဲ့ခွင့်ပြုချက်ရရှိပြီးတော့မှဒီနေရာမှာရောင်းခွင့်ပြုမယ်ဆိုပြီးတော့ပြောလိုက်ပါတယ် ဲဒီနောက်သူ့ရဲ့စီဘုံတွေကိုလာကန်ဖို့ဟန်ပြင်ရမှာတော့ထုံစံအတိုင်းပဲ fighting ပလေးကြပြန်ပြီးခရစ်စတာရဲ့လက်ချက်နဲ့ပဲအာလုံးမှောက်သွားကြပြန်ပါလေအဲဒီနောက်ဈေးထဲဝင်သွားလို့ရခဲ့ပေမဲ့ဘယ်ဈေးတွေကမှသူတို့နားမှာရောင်းဝယ်မပြုတ်ပြန်ပါဘူးနောက်ဆက်တွဲပြဿနာတွေသူတို့ကိုလာပတ်တတ်မှာကိုပါစိုးရိမ်နေကြတာကြောင့်ပါအဲဒီခါမှာခရစ်စနာလည်းဈေးအလယ်မှာချရောင်းရပါတော့တယ်။ဒိမကြခင်မှာပဲရှက်တီရောက်လာခဲ့ပြီးတော့ ဈေးအောင်မို့နေရာလေးတောင်မရရှာတဲ့တနာစရာ ခရစ်စနာလေးပါလားဆိုပြီးတော့လောင်ပြောင်ခဲ့ပါလိမ့်ဒါပြင်ရှက်တရဲခွင့်ပြုချက်မရှိရင် သူ့ရဲ့စီရီဒဇက်ကလေးတောင်မှရောင်းခွင့်မရှိစေရဘူးဆိုတာနဲ့သူ့ကိုအားလုံးရဲ့အရှိမကတော့တောင်းပန်ရင်တော့ခွင့်ပြုပေးမယ်ဆိုပြီးပြောခဲ့ပါလိမ့်ဒါပေမဲ့သူကတော့လူအုံမာကို တောင်းပန်ဖို့စိတ်ကူးတဲ့တောင်မရှိပါဘူးခရစ်စနာပြန်သွားချိန်မှာတော့ဂန်ဂါရဲ့ဖားခင်နဲ့ယင်းနေတဲ့စားတောက်ဆိုင် လုပ်ငန်းရှင်တယောက်နဲ့တွေ့ရပြီး အဲ့ဒီလိုရောက်နေတဲ့အကြောင်းကခရစ်စနာရဲ့စီတွေကိုဝယ်ယူခြင်းလို့ပဲဖြစ်ပါလိမ့်။ဂန်ဂါရဲ့ဖခင်ဟာသူ့ရဲ့စီကိုတုံးကြည့်ပြီးတဲ့အခါမှာအရေးသွေးပြည့်မီတာကိုသိလိုက်ရတာကြောင့်အခုလိုဆက်သွယ်ပေးလိုက်တာပဲဖြစ်ပါလိမ့်။ခရစ်စနာရဲ့စီဟာလည်းကိုယ်တိုင်ကြိတ်ပြီးတော့ဘာအယောနှောမှမရှိတဲ့စီစစ်စစ်ဖြစ်တာကြောင့်အရေးသွေးလုံးဝပြည့်မီနေတာပဲဖြစ်ပါလိမ့်။အဲ့ဒီနေ့ကစပြီးတော့တစင်စကားနဲ့ခရစ်စနာရဲ့စီကိုလာရောက်ဝယ်ယူလာသူတွေများပြားလာခဲ့ပြီးတော့ သူဟာအစာပိုင်းမှာပုံလိုက်ပဲရောင်းခဲ့ပေမဲ့နောက်ပိုင်းမှာတော့တာမန်အိမ်တောင်စုတွေဝယ်ယူနိုင်စေဖို့အိတ်ငယ်လေးများနဲ့မှထုတ်ပိုးပြီးတော့ရောင်းချခဲ့ပါလေ။အဲဒီလိုနဲ့အချိန်တန်ကြာလာတဲ့ခါမှာတော့သူလဲပန်ဝင်းချင်းကလူတွေနဲ့ရင်းနှီးလာခဲ့ရပါပြီ။တရက်မှာတော့ကာဗီရီဟာမွန်မိုင်းမြို့ကိုရောက်လာခဲ့ပြီး ခရစ်စတာနဲ့တူမြို့နှံလဲပတ်စားတောက်ကပျော်ရွှင်နေခဲ့ပါလေ။ဒါမဲ့တရက်မှာတော့ကာဗီရီဟာရှက်တီရဲ့ကုမ္ပဏီကို တိတ်တဆိတ်သွားရောက်တာကို ဂံကာတွေ့မြင်သွားခဲ့ပါလေ။သူမခရစ်နာကိုဖုန်းဆက်ပြောပြခဲ့ပြီးသူလည်းကာဗရီကိုချက်ချင်းဖုန်းဆက်ကဘာမှရှိနေလဲလို့မေးလိုက်ရမှာတော့သူမကတငယ်ချင်းစီသွားနေတာပါဆိုပြီးတော့လိန်ပြောခဲ့ပါလေ။သူမအိမ်ကိုပြောင်းတဲ့အချိန်မှာတော့လူသူကင်းမဲ့စွာတိတ်ဆိတ်ငြိမ်သက်နေတာကိုတွေ့လိုက်ရပြီးတကယ်တော့သူမကို မွေးနေ့ surprise wine လုပ်ပေးကြတာပဲဖြစ်ပါလေ။အားလုံးရဲ့ချစ်ခင်မှုတွေကိုမြင်ရတဲ့အခါမှာတော့ သူမလိန်လေထားမှုကို နောင်တရသွားခဲ့ပြီးအမှန်တိုင်းဝန်ခံစကားပြောပါတော့လေအမှန်တော့သူမမွန်ပိုင်းကိုရောက်လာတဲ့အကြောင်းကရှက်တီကိုဒေသခံတွေစီကစားသုံးစီတွေအရင်လိုပြန်ဝယ်ဖို့လာတောင်းမှန်တာပဲဖြစ်ပါလေရှက်တီအားစီတွေသွားမွေတာကြာခဲ့ပြီဖြစ်ပြီးတော့ခုချိန်မှာဒေသခံတွေဟာရောင်းစရာဈေးကွက်မရှိတော့တာကြောင့်ဒုက္ခအကြီးကျယ်ရောက်နေပြီးကိုကိုကိုတတ်သေးတဲ့သူတွေတောင်မှ ရှိနေကြပြီဖြစ်ပါလေ။ နာကာကလည်းအများကိုကူညီဖို့သူ့ပစ္စည်းတွေထုတ်ရောင်းတာကုန်တရားကိုဖြစ်နေခဲ့ပါပြီ။ဆက်တီကသူ့စားသုံးစီတွေကိုပြန်ဝယ်ယူဖို့ဆိုရင်ခရစ်စနာကို သူ့စီလာရောက်ပြီးတော့တောင်းပန်စကားပြောစီရမယ်လို့ဆိုခဲ့တာဖြစ်ပါလိမ့်။ဒါပေမဲ့သူမဟာခရစ်စနာကိုတိတ်ခအကြခံပြီးမတောင်းပန်စေချင်တာကြောင့်အခုလိုလိန်ပြောခဲ့ရတာပဲဖြစ်ပါလေ။ဒါပေမဲ့အကြောင်းစုံကိုတီးလိုက်ရတဲ့အခါခရစ်စနာဟာဒေသခံတွေကိုကူညီခြင်းနဲ့စိတ်နဲ့ရှက်တီကိုတောင်းပန်မှုဆုံးဖြတ်လိုက်တာပါ။ နောက်ရမှာပဲခရစ်စတာနဲ့ကာဗီရီတို့ဟာရှက်တီစီကိုတွားရောက်ခဲ့ကြပြီးသူလဲရှက်တီဖြစ်စေခြင်းတဲ့အတိုင်းတောင်းမန်စကားပြောခဲ့ပါလိမ့်ပြီးတော့သူရဲ့တောင်းမန်စကားပြောမှုကိုရွာသားတွေစီကိုပါတိုက်ရိုက်ထုတ်လွှင့်ပေးခဲ့တာဖြစ်ပြီးအဲဒီနောက်တော့ရှက်တီဟာလူယုတ်မာရဲ့ထုံးစံအတိုင်းဂရိဖြတ်ပါတော့တယ်သူကဒေသခံတွေဟာစားသုံးစီလုပ်ငန်းကိုစွန့်လွှတ်ပြီးတခြားလုပ်ငန်းတွေကိုပြောင်းလဲလုပ်ကင်မယ်ဆိုရင်တော့ကူညီပေးမယ်လို့ပြောခဲ့တာပါ ရတ္တီကဂရီကိုပြောင်ပြောင်တင်းတင်းဖြတ်တဲ့အခါမှာခရစ်စနာနဲ့အနာကနောက်လိုက်တယောက်ကိုပိတ်ထိုးလိုက်ပြီးအဲဒီနောက်တော့ရတ္တီကိုနောက်ထပ်တစ်ကြိမ်စစ်ကြေညာပြန်ပါလေဒီတစ်ခါမှာတော့သူတအူးတယ်မဟုတ်တော့ပဲဒေသခံတွေအားလုံးသူ့ဘက်ကပါဝင်လာကြပြီပဲဖြစ်ပါလေအဲဒီနောက်မှာပူလာဟာသူ့စီရောက်လာခဲ့ပြန်ပြီးစီးပွားရေးလုပ်ငန်းအကြောင်းကိုလာပြီးတော့ဆွေးနွေးခဲ့ပါလေခရစ်စနာရဲ့ဒေသအတွက်စားသုံးစီတွေဟာအရေးသွေးကောင်းတာကြောင့်ဈေးကွက်ကိုလွယ်ကူစွာနဲ့ထိုးဖောက်နိုင်မှသေချာပါလေ ဒါပေမဲ့စားတောက်ကုံစီစီအဖွဲရဲ့ခွင့်ပြုချက်လက်မှတ်ရရှိမှကျေပန်းစွာနဲ့ဖြန့်ဖြူးနိုင်မှာဖြစ်ပြီးပူလာကဒါကို ခွင့်ပြုချက်ရဖို့အတွက်ကူညီပေးမှာပါခရစ်စတာကတော့ဈေးကွက်တွင်းမှာဖြန့်ဖြူးဖို့လုံလောက်တဲ့စီပမာဏကိုရရှိဖို့တာဝန်ယူပေးရမှာဖြစ်ပါလိမ့်သူကအဲ့ဒီမှာဇွာကိုတစ်ခေါက်ပြန်သွားခဲ့ရပြီးအခုချိန်မှာအမြင်ကြည်လင်သွားပြီဖြစ်တဲ့ဒေတာခန်တွေဟာသူ့ကိုကောင်းမွန်စွာနဲ့ကြိုဆိုကြပါလိမ့် တချိန်ကသူ့ကိုယုံကြည်မဲ့စွာဈေးကွက်ထဲကမောင်းထုတ်ပစ်ခဲ့ကြပြီမဲ့ခုချိန်မှာပြန်လာပြီးတော့ကူညီတဲ့ခရစ်နာကိုလည်းပို့ပြီးတော့လေးစားမိသွားကြပါလိမ့်တချိန်ကရှတိဘက်ကိုပါဝင်ခဲ့တဲ့စူရီကိုတိုင်လည်းရွာသားတွေဒုက္ခရောက်နေတာကိုမြင်ရတဲ့ချိန်မှာတော့နောင်တရသွားခဲ့ပြီနောက်ပိုင်းမှာခရစ်နာကိုအစွမ်းကုန်ကူညီပေးမယ်လို့ဆိုခဲ့တာဖြစ်ပါလိမ့်အဲဒီနောက်မှာတော့သူတို့ကဈေးကွက်ထဲကိုအချိန်ဟုန်နဲ့ဝင်ရောက်လာခဲ့ကြပြီးရောင်းအားလည်းလွန်စွာကောင်းနေခဲ့တာပါ ဒါပေမဲ့ရှက်တီကတော့အကြံစိုးကြီးရှိနေခဲ့တာကြောင့်ဘာကူမှစိတ်မပူပဲအေးဆေးစွာပဲရှိနေတာပါတကယ်မှာတော့ဂန်ဂါဟာရှက်တီပြစ်တက်ခဲ့သူရဲ့ဖခင်စီကိုတွားရောက်ခဲ့ကြပါလိမ့်တေဆုံးသွားသူမှာရှက်တီရဲ့ကောက်ကျစ်မှုတွေနဲ့ပတ်သက်တဲ့အချက်လက်တွေရှိနေတာပဲဖြစ်ပြီးသူကအဲ့ဒီအချက်လက်တွေကိုတွားပြီးတော့တောင်းယူခဲ့တာဖြစ်ပါလိမ့်ဒါပေမဲ့အဲ့ဒီလူကသူ့ရဲ့နောက်ထပ်သားတယောက်ထပ်ပြီးတော့အသေးမခံနိုင်တော့ဘူးလို့ဆိုကဘာအချက်လက်မှမပေးခဲ့ပဲ သူတို့ကိုနှင်ထုတ်လိုက်ပါလိမ့်။နောက်ရမှာတော့ရဲတွေရောက်လာပြီးခရစ်စတာကိုဖမ်းဆီးလိုက်ကြပါတော့တယ်။သူ့ရဲ့စားသုံးစီထဲမှာစီဗူတွေရောနှောထားတယ်ဆိုတဲ့စွဲချက်နဲ့ဖမ်းဆီးသွားခဲ့ကြကခရစ်စနာလည်းအသာတကြီးနဲ့ပဲလိုက်သွားခဲ့ပါလိမ့်။ခရစ်စတာတရားရုံးကိုရောက်သွားတဲ့အခါမှာတော့ရှက်တီနဲ့ပူလာတို့ဟာသူ့ကိုစောင့်ကြိုပြီးဝိုင်းလောင်တာကိုခံလိုက်ရပါတော့တယ်။တရားရုံးထဲမှာတော့တရားလိုရှိနေကခရစ်စနာရဲ့စားသုံးစီထဲမှာ စီပူတွေကို40ရာခိုင်နှုန်းထိရောင်းတော့ထားကြောင်းတင်ပြခဲ့ပြီးအဲ့ဒီစီပူတွေဟာအစိတ်တမျိုးလိုစားသုံးသူတွေရဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်တာဖြစ်ပါလိမ့်တရားသူကြီးကခရစ်စနာကိုစွဲချက်တွေကိုဝန်ခံပါသလားလို့မေးရမှာတော့ခရစ်စနာစီကမမျှော်လင့်ဘဲကြားလိုက်ရတဲ့ဇကားကအဲ့ဒီစွဲချက်တွေဟာမှန်ကန်ကြောင်းသူဝန်ခံပါတယ်ဆိုတာပါသူကဒါပေမဲ့အဲ့ဒီစီတွေဟာကျွန်တော်ရဲ့စီတွေတော့မဟုတ်ပါဘူးမယုံရင်အပေါ်ကတစိမ့်တွေကိုခွာကြည့်ပါလို့ဆိုခဲ့ပြီး တရားသူကြီးကအပေါ်တစိ့တွေကိုခွာကြည့်လိုက်ရမှာတော့ရွှေသိမ့်ငှက်တစိ့ကြီးပေါ်လာပါတော့တယ်။ဒါပေမဲ့ပိုပြီးတေးကြစေဖို့တရားရုံးကခရစ်နာရဲ့စီနဲ့ရွှေသိမ့်ငှက်ကုမ္ပဏီထုတ်စီတွေကိုအတူရှင်ကထပ်မံစစ်ဆေးခဲ့ပြီးထွက်လာတဲ့အဖြေကတော့ခရစ်နာရဲ့စီတွေဟာအရေးသွေးပြည့်ပြီးတော့ရှက်တီရဲ့ကုမ္ပဏီထုတ်တွေကတော့စီဗျူ40ရာခိုင်နှုန်းရောနှောထားတာကိုထင်ရှားစွာနဲ့မြင်လိုက်ကြပါတော့တယ်။အဲဒီနောက်ရှက်တီကိုထောင်ဒဏ်ချမှတ်လိုက်ပြီး ရွှေသိန်းကကုမ္ပဏီကိုပိတ်သိမ်းပြကဈေးကွက်ထဲကသိန်းကတစ်စိတ်စားသုံးစီတွေကိုလည်းသိမ်းယူဖျက်ဆီးစေပါတော့တယ်။ဒါပေမဲ့ပြဿနာကမပြီးပြသေးကြောင်းခရစ်နာကောင်းကောင်းသိနေပါလေ။မကြခင်မှာပဲရှက်တီကအာမခံနဲ့လွတ်လာနိုင်ပြီးရုပ်မာစွာနဲ့လက်စားပြန်ချီလာကြောင်းရှက်တီရဲ့ပုံမကြီးမားတဲ့အပြစ်တစ်ခုခုကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။ကံကောင်းထောင်းမာစွာနဲ့ပဲတားဖြစ်သူအသက်ခံလိုက်ရတဲ့ဦးလေးကြီးဟာသူတို့စီကိုရောက်လာခဲ့ပြီးတော့ သူ့ရဲ့သားစုဆောင်ထားခဲ့တဲ့ရှက်တီရဲ့ပြစ်မှုအချက်လက်တွေကိုလာပေးပါတော့တယ်။မကြာခင်မှာရှက်တီဟာခရစ်စနာထင်ထားတဲ့အတိုင်းပဲအာမဂန်နဲ့လွတ်လာခဲ့ပြီးတော့ပူလာကိုဆေလွတ်ကခရစ်စနာစီကပြစ်မှုအချက်လက်တွေကိုလူယူစေပါတယ်။ပူလာရောက်လာချိန်မှာအေးဆေးစွာထိုင်ဆောင်နေတဲ့ခရစ်စနာကိုမြင်လိုက်ရပြီးပြစ်မှုဆိုင်ရာစာရွက်စာတမ်းတွေကလည်းအိမ်ထဲမှာရှိမနေခဲ့တာကြောင့်နောက်ဆုံးမှာပူလာလည်းလက်ဗလာနေပဲပြန်သွားရပါတယ်။ခနာကြမှာတော့နာယာကာဟာ တယောက်တည်းခရစ်လာစီကိုရောက်လာခဲ့ပြီးဒီခန်းမှာကျွန်တော်တို့သိလိုက်ရတာကကာဗီကိုဒရိုသားလောင်းတွေလာကြည့်တိုင်းမှာဖုန်းဆက်သတင်းပေးသူဟာနာယာကကိုတိုင်ပဲဆိုတာပါသူ့ရဲ့သမီးကိုခရစ်နာလိုလူတယောက်ရဲ့လက်ထဲမှာစိတ်ချလက်ချထားခဲ့ခြင်းတယ်လို့ပြောခဲ့ပြီးအဲဒီနောက်တော့ရှက်တီဟာသူ့ကိုအစိတ်ဆေးထိုးသွင်းထားကြောင်းနဲ့ကာဗီကိုလည်းဖမ်းသွားကအစိတ်ဆေးထိုးသွင်းလိုက်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ကာဗီကိုကဲတင်ခြင်းတော့ ရှက်တီရဲ့ပြစ်မှုချက်လက်တွေနဲ့တွားရောက်လဲလှယ်ရမှာဖြစ်ကြောင်းပြောပြပြီးတဲ့နောက်မှာနာယာကာဟာလည်းလဲကျတီဆုံသွားခဲ့ပါတော့တယ်။အဲဒီနောက်ခရစ်နာဟာရှက်တီလိုချင်တဲ့ချက်လက်တွေနဲ့တူသူ့စီကိုတွားရောက်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ရှက်တီဟာသူ့ကိုရောကာဗီဒီကိုရောတတ်ပြစ်မှာပဲဆိုတာကိုသိလိုက်ရပါတယ်။ဒီခါမှာသူလဲချစ်သူကိုကာကွယ်ဖို့အတွက်အကြမ်းနှီးကိုတုံးရပါတော့တယ်။သူဟာရှက်တီရဲ့တပည့်တွေကိုအမြန်မှောက်သိပ်ပလိုက်ပြီး အဲဒီနောက်ရှက်တီးစီကိုပြေးဝင်သွားကနှစ်ဦးသားအကျိတ်နဲ့တိုက်ခိုက်ပြန်ပါလေ။နောက်ဆုံးမှာခရစ်စတာရဲ့အညိုတကြီးတိုက်ခိုက်မှုကိုမခံနိုင်တော့ပဲရှက်တီးဟာဈေးထဲကိုထွက်ပြေးသွားပါတော့တယ်။သူလည်းအလုံးမပေးဘဲနဲ့အသေးစော်နေခဲ့ပြီပဲ။နောက်ဆုံးမှာအကုသို့အကျိုးပေးချိန်တန်လာတဲ့ရှက်တီးဟာမိလောင်ခံရပြီးတော့သူ့ဆက်ယုံနဲ့အတူပဲပြာကျသွားခဲ့ရပါတော့တယ်။ဒီနေ့ခေတ်လူသားတွေရဲ့ငွေနောက်လိုက်တဲ့လောဘအမှောင်ကျချက်ကတော့အလွန်ကြောက်စရာကောင်းတော့ပါလေ။ အပြင်လောကမှာလည်းစားသုံးစီကိုဘာညာတွေရောမရောပါဘူးလို့ဘယ်သူမှမပြောနိုင်သလိုတက်သီးတွေတခါမဝယ်ဘူးတဲ့တက်သီးဖြော်ရည်စက်ယုံတွေဘာမုံညာမုံရောတဲ့ ready made coffee တွေစသဖြင့်စားတော့ကုံတွေကိုပတ်စံရပြီးရောရောချင်ရရောပြစ်နေတဲ့လုပ်ငန်းရှင်ဆိုတဲ့လူအန်တာတွေဟာကဘာနဲ့အဝမ်းကိုရှိပါလေအရှာရှာချွတ်ချုံကြနေတဲ့ရွှေမြန်မာနိုင်ငံဆိုရင်တော့စဉ်းစားတာကြည့်ပါတော့ဗျာဒါပေမဲ့ဓာရီကိုစီးစစ်အေးအေးယူပြီးတိုက်ဖြတ်နိုင်စွမ်းရှိသူတွေတောင်းဝန်ကြပါစေလို့သာဆုတောင်းယုံမှအပ ကျွန်တော်တို့လူအောက်ခြေလူဒန်းစားတွေမှာဘာမှလုံနိုင်စွမ်းရှိမနေတာကိုတော့တရားနဲ့သာဖြေကြရမှာဖြစ်ပါကြောင်းခင်ဗျာစုံရရပေးခဲ့တဲ့ပရိသတ်ရောက်စီတိုင်းကိုဂျေဇူးတူပဲတင်ရှိပါကြောင်းနဲ့တိုင်းပြည်နဲ့လူသားမျိုးတွေကိုအစိမ့်မခတ်သူများအားလုံးပဲကျမ်းမာဘေးကင်းကြပါသည်ခင်ဗျာကျွန်တော်အန့်ခင်မှုပါ